ီတစ်ခါဗီဒီယိုမှာတော့ကျွန်တော်တို့ဒါ Xiaomi ရဲ့ latest and greatest တကယ်ကိုဆရာကြီးတကယ်ကိုတကယ်ကို next level ဆရာကြီးဆိုတဲ့ Xiaomi 15 Ultra လေးအကြောင်းပြောကြတာပေါ့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲဒါကင်မရာတစ်လုံးကိုကောင်းလောက်ရှိနေတဲ့ကင်မရာဘန့်နဲ့တကယ်ကို next level ကင်မရာဖုန်းလို့ပြောလို့ရတယ် Xiaomi 15 Ultra ဆိုတော့ဒီတစ်ခါဒီ Xiaomi 15 Ultra ကကင်မရာပုံသက်တွေဘယ်လိုမျိုးရှိလဲကျွန်တော်ရဲ့ personal view ရဘယ်လိုမျိုးနေလဲ daily use မှာအဆင်ပြေလားဘာတွေပို့ပြီးကောင်းလာလဲမကောင်းတာရောဘာလေးရှိလဲဒီကြောင်းပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ဘာအကြောင်းမပြောခင်ဒီ Xiaomi 15 Ultra ရဲ့ဈေးနှုန်းလေးကိုအရှင်ပြောကြရအောင်ပေါ့ဒီကောင်ကအခုကျွန်တော်တို့ဒီဝင်လာတာကမြန်မာ official global version ဖြစ်ပြီးတော့သူက2 year run နဲ့လာတယ်ပြီးတော့ဈေးနှုန်းနေနဲ့ဆိုလို့ရှိရင်သူက12512 kit ကို49သိန်း9000ဆိုတော့ဒါ350ပြေဖို့1000ပဲလို့မယ်ဆိုတော့သူ့ဈေးနှုန်းကလည်းလောက်ရှိတယ်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ power bank တွေပါရဲ့လက်ဆောင်ပေးသေးရဲ့ဆိုတော့ဒီကောင်ကမဆိုးဘူးဒါ တန်တယ်လို့ပြောလို့ရတယ်။ China version နဲ့လည်းဈေးကအဲ့လောက်ထိအရန်ကြီးกว่าမနေဘူး။အခုကောင်းနာကမယ် official global version ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ runny ဘိုင်းနေပြီးရင် AI ဘိုင်းနေတုံးရတော့ပို့ပြီးတော့အားသာမယ်။ China version မကြိုက်တဲ့သူတွေအတွက်ပြီးတော့ Xiaomi ရဲ့ hyper AI ကိုတုံးကျင်တဲ့သူတွေအတွက်ကတော့ဒီ global version ကတော့မစိုးဘူးလို့ပြောလို့ရတယ်။ Xiaomi ရဲ့ဒါ Ultra line ရဲ့ဖုန်းတွေကလည်း RP2 ငချင်တော့မဟုတ်ဘူးဒီကောင်တွေက2020လောက်ခနဲ့က Mi 10 Ultra ကိုစပြီးတော့မိတ်ဆက်ပေးပြီးတော့တောက်လျှောက်ပေါ်တော့ဒါ Mi 11 Ultra 12S Ultra 13 Ultra 14 Ultra ဒီလို Ultra line တွေကိုဒါတို့ကတောက်လျှောက်တောက်လျှောက်တို့ထုတ်လာခဲ့ပြီးတော့ဒီ Ultra line တွေကဘာပိုကောင်းလဲဆိုရင်ရိုး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 ပါရှင် Pro ပါရှင်ဒီကောင်တွေထက် ဒီ ultra line တွေကကင်မရာဘိုင်းတွေ big quality ဘိုင်းတွေဒီလိုဘိုင်းတွေမှာအများကြီးဒီကောင်တွေကပို့ပြီးတော့အားဆိုင်ထားတယ်။ဆိုတော့ဒီ Xiaomi 15 ultra မှာလည်းကင်မရာကတော်တော်လေးကိုကျန်းတယ်ဆိုတော့ဘာအကြောင်းမှမပြောခင်ကျွန်တော်တို့ကင်မရာအကြောင်းလေးနည်းနည်းအရင်စပြောကြတာပေါ့။ ဒီ Xiaomi 15 Ultra ရဲ့ကင်မရာကလည်းပြောရမယ်ဆိုရင်ဒါမနှစ်14 Ultra တုန်းကထက်ဒီကောင်းရဲ့ဒီဇိုင်းတိဆောက်ပုံလေးကနည်းနည်းလေးပိုပြီးတော့သဘောကျမိရဲ့အထက်မှာပါတယ်။ပိုပြီးလဲလှလာတယ်ပြီးတော့ဒီကင်မရာဘန့်ကိုသူအနီလေးနဲ့ကွပ်ပေးထားတာကလည်းတော်တော်လေးလှတယ်။ကင်မရာသလုံးသလုံးအောင်ရကျွန်တော်ပြောပြောနေကြခေါင်းလောက်ကြီးရှိရဲဆိုကျွန်တော်ခေါင်းပြောပါတယ်။ကင်မရာသလုံးသလုံးကတကယ်ကိုခေါင်းလောက်ကြီးရှိရဲဆိုချင်း။အော်အဲ့လိုမျိုးအကြီးပဲကင်မရာဘန့်ကိုပြောတာ။ ဒီ Xiaomi 15 Ultra မှာလည်းသုံးပေးထားတာတွေကဒါတော်တော်လေးကိုကောင်းတဲ့ဆန်သာတွေပဲပြီးတော့ဒီနှစ်မှာဒီကောက်မှာ 1S ဆန်သာထက်လာပြီ ဆန်ဆန်ဆိုင်ကြည့်နေဆိုတော့ကျွန်တော်အေးဆေးကြုံလို့ရတယ်။အဲဆိုတော့ကင်မရာမှာဘာပါလဲဆိုရင်ပထမဆုံး main camera main camera ကကျတော့15 megapixel ဆို main camera တစ်လုံးပါမယ်။ဒါကမှသူက wide sensor နဲ့3မီတာရဲ့ sensor ကကျတော့ Sony ရဲ့ LYD 900 sensor ကိုတုံးပေးထားတယ်။နောက်တစ်လုံးကကျတော့ ultra wide ultra wide ကကျတော့ Samsung ရဲ့ GN5 sensor ကိုတုံးပေးထားပြီးတော့ဒီကောင်ကလည်း15 megapixel နဲ့ပဲလာတယ်။အဲနောက်တစ်လုံးက telephoto lens telephoto lens မှာလည်းသူက Sony ရဲ့ IMX85 sensor ကိုထည့်ထားပေးပြီးတော့အဲဒီကောင်ကလည်း15 megapixel နဲ့ပဲလာတယ်။ တူတူကြားနေတယ်ဆိုလို့ရှင်ဒီနှစ်ထဲမှာ200 megapixel periscope telephoto lens ကိုထည့်လာပြီးပြီးတော့ဒီကောင်ရဲ့စင်ဆာကကြတော့ Samsung ရဲ့ HP9 စင်ဆာကိုတုံးလာပြီးစင်ဆာတွေကလည်းသူ့ဟာနဲ့သူတကယ်ကို flash level စင်ဆာတွေပဲတန်းအမြင်ဖုန်းတွေမှာပဲတွေ့ရတဲ့စင်ဆာတွေပုံရက်တွေကလည်းတော်တော်လေးကိုမှကောင်းတယ်အဲပြီးတော့ selfie camera မှာဆိုလို့ရှင်ကောင်32 megapixel selfie ကိုထည့်ထားပြီးရဲ့စင်ဆာတော့ Omni Vision နဲ့လာတယ်ဆိုတော့သူ့ရဲ့စင်ဆာတွေကလည်းတန်းမစိုးဘူးပြောလို့ တော်တော်လေးအဆင်ပြေတဲ့ပုံတွက်တွေရတဲ့အနေအထားမှာရှိရယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ကင်မရာကို daily test တွေလုပ်ထားတယ်အဲ့ပုံလေးတစ်ချက်လောက်ကြည့်ကြည့်လိုက် အခုပြပေးသွားတဲ့ပုံတွေကတော့ဒါစတူဒီယိုဘုန်းထဲမှာ lighting လေးပါလိမ့်မယ်ချိန်မြင့်ထားကြည့်ရပါဘော။ပြတချို့ပုံတွေကတော့ဒါလုံးဝ lighting မပါဘဲနဲ့ pop light မျိုးတစ်ခုပဲထုံးမြိုက်ထားမျိုးတွေလည်းပါတယ်။အဲကင်မရာပုံတွက်တွေကတော်တော်လေးကိုအဆင်ပြေရဲ့ ultra wide တွေကဒါ portrait mode တွေရောတော်တော်လေးကိုမှကောင်းတယ်။ဒါအလုံးနဲ့တွေ့ရတဲ့အတိုင်းပဲပုံတွက်တွေရောတကယ်ကို share လေးကြီးပဲ။ နောက်ခုထပ်ပြီးတော့ကင်မရာမိုင်းနဲ့ပတ်သက်ပြီးထူကြဝါဆိုလို့ရှိရင်ဒီကောင်ကကင်မရာအင်တာဖေ့စ်ကို Leica Tin Found တွေတုံးပေးထားတယ်။ပုံမှန်ကျွန်တော်တို့တွေ့နေကြဒါရိုးရိုး Found တွေမဟုတ်ပဲね Leica Found တွေဖြစ်တဲ့အတွက်ဒါ Leica Crazy ဆိုလို့ရှိရင်တော့တော်တော်လေးကိုအကျိုက်လိုက်တယ်။အထဲမှာလုပ်ပေးထားတာလေးကတကယ်လှတယ်။ဟိုအင်တာဖေ့လေးကမဆိုးဘူးတော်တော်လေးဟိုအရင်အထက်နည်းနည်းလေးပို့ပြီးတော့ပြောင်းလဲသွားတယ်အသက်ဆန်းလိုမျိုးလည်းခံစားရတယ်။ပြီးတော့ဗီဒီယို recording မှာဆိုလို့ရှိရင်ဒီကောင်ကလော့ဗီဒီယိုလို့ရတယ်။လော့ဗီဒီယိုကပို့ပြီးတော့ အရင်အထက်ပိုကောင်းလာတယ်ပြီးတော့နောက်ထပ်အနေနဲ့ဆိုရင်ဒါကျွန်တော်ပရီဇက်တွေပါရဆိုလို့ရှိရင်လည်းဒါကိုပိုင်စိတ်ကြိုက်ရှာထက်ဒီထဲမှာပြန်ပြီးတော့ color fade တွေမှာကောင်းအောင်လုပ်လို့ရတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီ Xiaomi 15 Ultra တလုံးရှိရဆိုရင်ကျွန်တော်တို့ဒါကောင်းကောင်းလုပ် တော်များထလို့ရတယ်ကျွန်တော်ကင်မရာတွေပါတောင်မှအကြီးအကြီးပေါ့ဗျာအကြီးတည်တယ်မျိုးပေါ့နဲ့ဒီဖုန်းတစ်လုံးနဲ့တောင်တိုင်ဗီဒီယိုလောက်ကတော့ဒါ AAC creation လုပ်လို့ရတယ်။ပြီးတော့ကင်မရာမှာဒီကောင်က Leica နဲ့ collaboration လုပ်ထားတာဖြစ်တဲ့အတွက် Leica skin တုံးနေရတယ်။ Leica authentic Leica vivid ဒါမျိုးတွေ ပြောင်းပြီးရောရှိုက်လို့ရတယ်။ပြီးတော့ Leica skin တုံးကတော်တော်လေးလှတယ်။အဲတချို့တွေဆိုရင်ဒီ Leica ကင်မရာနဲ့ပြောရရင်ဆိုလို့ရှိရင်တော့ဒါ Leica ကင်မရာမှ Leica ကင်မရာဖက်သားလိုမျိုးလည်းရှိတယ်။သူ့ skin တုံးကကြည့်ရတာလုံးဝ natural sun နဲ့ပြီးတော့ bokeh တွေတော်တော်လေးမှိုက်တယ်။ပြီးတော့ဒီကောင်ရဲ့ကင်မရာကြောင့်ထပ်ပြီးအသေးစိတ်ကတော့ဒါ video ဖြစ်ဖြစ်ဒါ content photo နဲ့ content နဲ့ဖြစ်ဖြစ်ပေါ့နော်ဒါတခုခုလုပ်ပေးတယ်။ဘာလို့ဆိုဒီမှာထပ်ပြောရင်ကင်မရာကပြောမဆုံးမအောင်တော်တော်အောင်ဖြစ်နေမှာအရန်များလွန်းနေရဆိုတော့ဒါကင်မရာကြောင့်ဒီမှာရှင်းလိုက်မှာ။ နောက်တစ်ခုကတော့ဒါ Xiaomi 15 Ultra ကို Global Version တုံးရတဲ့အခါမှာဘာအားတာလဲဆိုတော့ Xiaomi ရဲ့ Hyper AI ကို AAC တုံးလို့ရတယ်။ Hyper AI ကဒါအားလုံးသိမှာပါကျွန်တော်တို့ Socket to Search တို့ Plan Cooker ရဲ့ Gemini တို့ AI Writing တို့ Assistant ဘာညာပေါ့။ဒါမျိုးအကုန်လုံးကိုဒီ Hyper AI နဲ့တွေ့တုံးလို့ရမယ်။ပြီးတော့ Gemini တို့ပါလို့ဆိုလို့ရှိရင်လည်းဒါတစ်ခါလေဒီထဲမှာပါပြီးသား။ဒီတစ်ခုကတော့တော်တော်လေးကိုအဆင်ပြေတယ် Global Version တုံးရတာ။ဈေးနည်းနဲ့ပို့ပေးရရဆိုရင်မှဒီလို Hyper AI နဲ့ပါတယ်တုံးရတာဒါလုံးဝ perfect ပဲ။သိရမှာဒီဖုန်းစလုံးကြီးကို ဒါတုံးနေပြီးတော့မှ AI တုံးလို့မရဘူးဆိုနည်းနည်းတော့စားသလိုဖြစ်သွားမှာပေါ့ပြီးတော့ဒီ Xiaomi 15 Ultra Display ဒီကောင်းရဲ့ Display ကဒါအားလုံးတွေ့ရတိုင်းပဲနော် Display ကတော့တကယ်ကို share ကြီးပဲ6.73 inch ရှိတယ်ဒါကမှသူက HDPO AMOLED နဲ့ပိုကောင်းတာကဒီ display မှာအရင်အထက်ပိုကောင်းတာဒီကောင်1 to 120 hz ကို auto adjust လုပ်ပေးတယ်မတုံးဘူးဆိုလို့ရှိရင်ပြီးတော့ ကိုဖွင့်တဲ့ update ပေါ်မူတည်ပြီးတော့တချို့ update မှာဘာနဲ့နေ has မလိုဘာညာဆိုရင်အဲ့လောက်ထိတော့မထုတ်ဘူးလိုသလောက်ပဲဒီကောင်ကထုတ်ပေးအဲ့အတွက်ဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော် power efficiency ပို့ပြီးတော့ကောင်းလာ battery by down down အရင်မကုန်တော့ဒါမျိုးလေးပို့ပြီးမိုင်လာပြီးတော့ display မှာကကျွန်တော်ရွေးသမျှပေါ့နော် HDR VV HDR 10+ Dolby Vision ဒါကြီးအကုန်လဲပါသေးရပြီးပြပိုက်နက်ကဒီကောင်က3200နည်းထိရတယ်အဲဒီနှစ် display ကလည်းအရင်ကထက်စားလို့ရှိရင်တော့ကြည့်ရတာတော့တော်တော်လေးပို့ပြီးတော့ကောင်းလာတယ် color ဘိုင်းတွေပို့ပြီးတော့ကြည့်လို့ကောင်းလာတယ်ဆိုတော့အနေထိုင်မှုဖြစ်နေတယ်ပေါ့နော်တော်တော်လေးမဆိုးဘူးဒါကျွန်တော် daily use မှာရုပ်ရှင်ကြည့် camera လေးရိုက်ဘယ်လိုပဲတုံ့မလို့ဒီကောင် display ကအဆင်ပြေတဲ့အနေထိုင်မှာရှိရအဆင်ပြေတာထက်တော့ပို့ပါသေးရတော်တော်လေးကောင်းတယ်တုံးရတာကတော့ ပြီးတော့နောက်တစ်ခုက performance performance ကတော့ဒါ HyperOS 2.0နဲ့ Snapdragon 888ရဲ့ combination အဲ့တော့ဒီနှစ်ခုကလည်းတော်တော်လေးကိုမှ hype ဖြစ်တယ်။သုံးရတာလုံးဝဖုံးဝ smooth ပြီးတော့ ထမ်းနေဆိုတာဘာမှန်းတော့မသိရသေးဘူး။ဒါစတိုက်တစ်လျှောက်၃ကြီးရဲ့အခါမှာတော်တော်အဆင်ပြေတယ်။ဂိမ်းတွေပါရဆော့ပါလည်းတော်တော်လေးကောင်းတယ်။ performance တွေပါဘာမှသိပြောရမလို့။တခုတော့ရှိရဲ့ဒီ Xiaomi 50 Ultra မှာကနည်းနည်းလေးတော့ပူလာမျိုးရရှိရဲ့။ဘယ်အချိန်မှလဲဆိုရင်ကင်မရာအကြာကြီးဖွင့်လိုက်တဲ့အခါမှာပုံမှန်ထက်နည်းနည်းလေးပူလာမျိုးရရှိရဲ့။ဂိမ်းတွေပါရဆော့တဲ့အခါတော့အရင်ပူလာမျိုးတော့မရှိဘူး။ဆိုတော့ပြောမယ်ဆိုလို့ရှိရင် performance ကဒီကောင်ရဲ့ cooling system ကောင်းကောင်းအလုပ်ဖြစ်တယ်။ကင်မရာဖွင့်လိုက်တာတော့ဒါ ဖုံးမဆိုပူတဲ့အချိန်မှာကင်မရာဖွင့်ရရင်တော့ဒါအရန်ပူလာတော့ဒါထုံးဆိုင်မှာပေါ့ဒါပေမဲ့ပူလာရဆိုမဲ့လည်း frame drop ရပါတော့တောင်းတောင်းမရှိဘူးဒါတုံးနေနေတိုင်းပဲကျွန်တော်ဖုံးကိုဟိုပို့ဒီပို့တွေပါမှာကင်မရာနဲ့ပြန်ထွက်တခြား app ဝင်ပိုင်းညာမှာအရန်ထက်သွားမှာမရှိဘူးဆိုပေမဲ့ပူလာတော့အဲ့လိုကင်မရာတက်ရရင်တော်တော်လေးပူတယ်ဆိုတော့ဒီ display performance camera ကတော့ဒီဖုန်းတစ်လုံးမှာတကယ်ကို perfect ပဲဘာမှထွေထူးပြောစရာမရှိအောင်အရန်မိုက်တဲ့ဖုန်း ပြောရအောင်နောက်တစ်ခုကဒီကောင်းရဲ့ pick quality ဒီကောင်းရဲ့ pick quality ကပြောမယ်ဆိုလို့ရှင်လက်ထဲမှာကင်ရတာတော့ flash level ဖုန်းတလုံး camera အသားပေးထားတဲ့ဖုန်းတလုံး camera တော်တော်လေးကောင်းတဲ့ဖုန်းတလုံးဆိုတဲ့ look မျိုးကိုရတဲ့ pick quality မျိုးကင်ရတာဒီဖုန်းက camera အရန်ကောင်းတယ်ဆိုတဲ့ပုံမျိုးတန်းပြီးသိတာတယ်ပြီးတော့ဖုန်းရဲ့တစ်ဝက်လောက်ကမြင်ရမလားအဲ့လို camera နဲ့တော့အုပ် camera ကဖုန်းရဲ့ဒီတစ်ဝက်လောက်ရှိခေါင်းလောက်ရှိပါတယ်ဆိုမှဒီမှာခေါင်းခေါင်းလောက်ရှိတယ် အဲ့တော့ဒီကောင်ကနည်းနည်းလေးတခုတော့စားပါတော့ကင်လို့ခါမှာနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲဒါအဲထဲမှာဟိုဘက်ဒီဘက်မညီတော့နည်းနည်းလေးတော့ကတိကောက်တော့ဖြစ်တယ်ဟိုတခြားခြားရွှေ့တဲ့ခါမှာဖုန်းကနေဟာပြုတ်ကြပါမလို့ဖားလို့ဖြစ်တယ်ဂိမ်းဆောင်ရင်ပို့ဆိုတာနောက်တစ်ခုမကောင်းတာပေါ့နော်ဂိမ်းဆောင်ရင်ဒီကင်မရာဘန်ကြီးကိုလည်းတော်တော်ထိမိနေအဲ့တခုကတော်တော်ဆိုးပဲကင်မရာဘန်ကိုတော်တော်ပြီးတော့ ဒီကင်မရာပန့်ကြီးကိုလည်းကျွန်တော်တို့ထည့်ပြလိုက်ရတယ်။ဘာညာအတခုကတော့ဆိုပဲ။ဒါပေမဲ့တခုကောင်းတာကဒီကောင်းရဲ့ဒီကင်မရာမှာကုတ်တင်လေးပဲကျွန်တော် anti glare ကုတ်တင်လို့ပါလို့အဲ့လိုဟာမျိုးလေးပေါ့။တောင်တန်လိုက်ရတွေပါရဒီကင်မရာမှာအရင်ကြီးမထင်သွားဘူး။အပုံရိုက်တဲ့အခါတော့ပါအောင်မှာဆိုရင်ဒီလိုလိုက်ရမထင်တော့ကျွန်တော်တို့ဒါချက်ချင်းဖွင့်ချက်ချင်းရိုက်ဒါမျိုးလေးရိုက်လို့ရတယ်။ပြောဒီကောင်းရဲ့ speaker လည်းတော်တော်လေးကိုကောင်းတယ် speaker ကလည်းအတန်ဟိုဘက်ဒီဘက်ကလုံးဝဗမာတိတ်ပြီးပြောစရာမရှိတော့အောင်တော်တော်အတန်စွာတဲ့ဖုန်းလို့ပြောမယ် speaker တော်တော်လေးကောင်းတယ်ပြီးတော့ဒီကောင်မှာ ultra sound နဲ့ fingerprint တွေပါရမယ်အဲ charging watt ကတော့ 90W fast charging နဲ့ပဲလာတယ် battery ကတော့9410နဲ့လာတယ်အဲဒီကောင် global version မဟုတ်လို့9410ဖြစ်သွားတာ silicon carbon ပုံမှန် china version ဆိုရင်တော့သူက6000နဲ့လာတာဆိုတော့ china version က battery ပိုပြီးကိတ်တယ်ဒါပေမဲ့ global မှာ9410ကျော်ကျော်လောက်ပဲရှိတယ်ဆိုတော့ battery ကနည်းနည်းလေးကွာခြားမျိုးရှိတယ် ပြောရရင်ဒီ Xiaomi 15 Ultra ကပုံသွက်တွေကဒါ photography ဘိုင်းရော videography ဘိုင်းရောတော်တော်လေးကိုမှအဆင်ပြေတယ်။အဲပုံသွက်ကော video တွေကောဘာမှအပြစ်ပြောစရာမရှိဘူး။ကိုကကင်မရာတစ်လုံးဝယ်ဖို့စဉ်းစားနေတယ်။ဒါပေမဲ့ဖုန်းလေးလိုချင်သေးရဲ့ဘာညာဆိုရင်တော့ဒီဖုန်းကကောင်းကောင်း recommend ပေးလို့ရတယ်။အဲဆိုပါစို့ကိုက 12S Ultra တို့ 13S Ultra တို့ကိုင်နေတဲ့သူတွေအဲခုံမယ်ဆိုလို့ရှိရင်တော့ဒါ15 ultra ကိုလမ်းမယ်ဆိုရင်တော်တော်လေးအဆင်ပြေပြီးတော့14 ultra ကိုင်နေတဲ့သူတွေပါရတော့ဒါလဲမယ်ဆိုရင်နည်းနည်းလေးတစ်ချက်လောက်တော့ ပြန်ပြီးတော့ချိန်ပြတယ်နေပါတော့ကိုဒီ footing အထွာနေပြီးတော့15အထွာလဲတင်လာပါညာ performance နေပါလေလိုက်ပြီးတော့ဆန်းပြီးတော့တုံးကျင်တော့ဒါပို့ပြီးတော့ကောင်းလိမ့်မယ်။ဘာလို့ဆိုတော့တချို့နေရာကြီးကျတော့အတိုက်မတူကြရမှုလေးရရှိတယ်။ဒါကတော့ Xiaomi 15 Ultra ကိုကျွန်တော်ဆန်းတုံးခဲ့တဲ့အချိန်မှာဘယ်လိုအနေထားရှိရဲဆိုတော့ဒါကျွန်တော်ရဲ့ personal view မြင်နေပြပြပြရ။ performance လည်းဒါနောက်ဆုံးထွက် phone ဖြစ်တဲ့အတွက် performance ကလည်း Snapdragon 8 Elite နဲ့ဘာမှပြောရမှာမရှိဘူး။ဒီ phone တစ်လုံးလုံးမှာအကြိုက်ဆုံးအပိုင်းကတော့ camera ပဲ။ ကင်မရာဒီကင်မရာကတော့ဒါလုံးဝဟိုအရန်စိတ်လှုပ်ရှားပြကောင်းတယ်ရိုက်ရတဲ့ပုံလေးရတယ်ဘလို့ပဲရိုက်ဘာလို့ပဲရိုက်ပုံလေးရတော်တော်လှနေရောခဏခဏအမြဲတမ်းရိုက်ဖြစ်တယ်ဟိုဟာရိုက်လဲလှဒီရိုက်လဲလှဆိုတော့လုံးဝဒီကောင်းကင်မရာ perfect ပဲ portrait ရိုက်လဲမိုက်တယ်ရိုးရိုးပုံရိုက်လဲမိုက်တယ်ပြီးတော့ zoom ဆိုလို့ချင်ရင်လည်းဒါ120အထိဆွဲပြရိုက်လို့ရတယ် zoom range ကလည်းအကျယ်ကြီးပဲပြီးတော့ AI နဲ့တော့ပြန်ပြန်ပြရဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်ပါဒီဖုန်းတစ်လုံးလုံးရဲ့ကင်မရာကဒီဖုန်းမှာဒါကျွန်တော်ကင်မရာဘိုင်းတော့တကယ်ကိုအကြိုက်ဆုံးပါ တော့ဒီကောင်ရဲ့ base quality ရေးဒါရေဆိုးခန္ဓာလေးကျန်တဲ့ဘာညာရဲ့ပုံမှန် flagship phone တွေအတိုင်းပဲထူးထူးခြားဒီဖုန်းမှာမိုက်တာကဒါကိုင်လို့ကောင်းတာရယ်ပြောလို့ရှိရင်ဒီ design ပို့ပြီးတော့မိုက်လာတယ်ကင်မရာတွေကောင်းလာတယ်ဆိုတော့တုံးငယ်ရတဲ့ဆောက်မှာတော့အဆင်ပြေတယ်သဘောကျမိရဲ့ဖုန်းတစ်လုံးဈေးနှုန်းရအောင်ပါအောင် official global ရအောင်ဆိုလို့ရှိရင်ဒါကကင်မရာကောင်းကောင်းခြိုက်တဲ့သူတွေ videography ကောင်းကောင်းခြိုက်တဲ့သူတွေအတွက်ကတော့ဒီ Xiaomi 15 Ultra ကဒါရွေးကိုရွေးပဲတဲ့ဖုန်းတစ်လုံးလို့ဒါပြောရမယ်အဲကျွန်တော်လည်းကောင်းကောင်းကြီး recommend ပေးရယ် น้ำน้ำยังไม่พองตะลงบ่สุดยอดจนนอรานับแทบปีมันเป็นด้จ้าบ่อารมณ์เจตุไม้แต่มาจนเราอะแบบนี้จอยบ่ยังกอนโมบิลสโตร์